ဂျန်ရှွာဘန်ကိုပေါဝါပိုင်းပုံမြင့်အောင်တင်ကြားပေးနေတဲ့အောင်လာအန်ဆန်ဒီအိုက်ဒိုနီယာကိုအတူတူမြင်တွေ့ရတာကတကယ်ကိုကြည်နူရပါတယ်လို့အင်းဆုံးပြောချင်ပါတယ်။အောင်လာကလက်ရှိမှာတော့အမေရိကက Fury FC ကိုရောက်ရှိနေတာဖြစ်ပါတယ်။ Fury FC ဆိုတာကအလားလာကောင်းတဲ့လူငယ်တိုက်ခိုက်သမားတွေကိုမွေးထုတ်ပေးတဲ့ MMA Promotion Company တစ်ခုဖြစ်ပါတယ်ရှင်။ Fury FC ကနေ UFC Fighter ဖြစ်လာကြတဲ့ထင်ရှားတဲ့သူတွေကတော့ Alex Morono, Diego Smith, Diego Lopez တို့လိုမျိုးထိတ်တန့် Fighter တွေရှိကြသလိုကျမတို့ရဲ့အချစ်တော်ချင်တိုင်းသားလေးလူငယ် Fighter Joshua Ban ကလည်းတယောက်ပါဝင်ဖြစ်ပါတယ်။ဒါပြင် Fury UFC ကချင်းပြင်းတဲ့ Hall of Fame ဆုကိုအသက်ငယ်ငယ်နဲ့ပထမဆုံးဆုကိုနိုင်ခဲ့တဲ့တက်ခဲရီသမားကောင်းတူအဖြစ်စီးဝင်ထားသူဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့အောင်မြင်မှုရယူထားနိုင်တဲ့ Ben အတွက်လည်းဂုဏ်ယူရပါတယ်ရှင်။ Ben ရဲ့လက်ရှိအသက်ကတော့23ပါ။မြန်မာနိုင်ငံအလံကိုလွမ်းချုံပြီးကစားခွင့်ရဖို့ကြိုးစားဆောင်ရွက်ခဲ့ကမြန်မာပြည်ကိုအလစ်ထားချင်းပြန်နှုတ်သူတယောက်ဖြစ်ကြောင်းမြန်မာကိုစားပြုဖိုက်တာတူအဖြစ်အသိမှတ်ပြုခံထားရသူဖြစ်ပါတယ်။ Joshua Ben က UFC မှာ2023ဂျွန်လကနေပြီးတော့ပထမဆုံးပွဲချွတ်နေတဲ့ Zumar Khop နဲ့ထိုးသက်ခဲ့ပြီးတော့ဒိုင်အစုံအပြည့်နဲ့အနိုင်ရကပွဲချွတ်အောင်ပွဲဆင်မြန်းနိုင်ခဲ့ ဲ့တဲ့ fighter ကောင်းတစ်ယောက်ဖြစ်ပါတယ် UFC မှာစွမ်းဆောင်ရင်ကောင်းနေတဲ့ဒူတဆင်ချင်းစီတက်လှမ်းနေတဲ့ Joshua Ben က UFC အဆင့်ဆင့်သော fighter ကောင်းတွေနဲ့ထိုးတက်နေရတာဖြစ်ပါတယ် Ben ကတော့ဘလို့ fighter မျိုးပဲလာလား fight မယ်လို့လည်းကြုံဝပြောဆိုထားပါတယ် Ben ရဲ့ပွဲကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက်မကြမီဂျွန်လာနောက်လာ၈ရက်နေမှာတော့ပွဲခင်းကျင်းလာတော့မှာဖြစ်ပါတယ်ဒီတကသူထိုးတက်ရင်ဆိုင်ရမယ် fighter ကတော့ Brazil fighter Bruno Silva နဲ့ပါရှင် UFC ranking အဆင့်သတ်မှတ်ချက်စနစ်မှာရှိတဲ့ fighter ကောင်းဂျူပါဒီပွဲကိုဗန်နိုင်ခဲ့မယ်ဆိုရင်တော့ Ranky Doll အထက် နေရာရရှိလာနိုင်မယ်လို့လည်းထင်ပါတယ်။အခုတော့အောင်လာအန်ဆန်ကဒါဂတ်စတန်ဖိုင်တာအတွက်အနည်းပြအဖြစ်အမေရိကကိုရောက်ရှိနေတာဖြစ်ပြီးဂျော်ရှူအာဘန်နဲ့တွေ့ဆုံနေပြီဖြစ်ပါတယ်။ဘန်ကတော့အောင်လာနဲ့တွေ့ရပြီးဓမဲလက်ဆောင်စာစကားစီမီပြောရတာအယောင်ပျော်ရွှင်အောင်သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေရေးသားမျှဝေထားပါတယ်။ကျွန်တော်တို့တွေဘာဖြစ်ဖြစ်တန်နိုင်မယ်မယ်လို့ရင်ဘာမှမဆိုဖြစ်နိုင်နဲ့ဆိုပြီးတော့ကိုအောင်လာပြောခဲ့သလိုအခုလည်းဒီညီကိုနှစ်ယောက်ကတော့အပြန်အလှန်ခွန်အားတွေရပြီးအောင်မြင်နိုင်စေဖို့အတွက်ဆုတောင်းပေးနေကြပါတယ်။အောင်လာအလုံးပရိသတ်တွေမျှော်လင့်ရတဲ့ဖိုင်တာဆိုလို့ဂျော်ရှူအာဘန်နဲ့ပုံညာဆိုင်လောက်သာမြင်နေ ယ်လို့လည်းပြည်သက်တွေကသတ်မှတ်ပြောဆိုနေကြတာကိုတွေ့ရပါတယ်။အခု Joshua Ban နဲ့ Online တို့ရဲ့အနောက်အတူတူလေးခြင်းမှုပုံရိပ်လေးတွေကိုပြည်သက်တွေကတော့သဘောကျနေကြပါတယ်။ Joshua Ban ကို Power Bank ပုံမြင့်အောင်သင်ပေးနေတာကိုလည်းတွေ့ရပါတယ်။ Bruno ကို Power ပြင်းထန်တဲ့ပွဲသိမ်းလက်သီးမျိုးနဲ့အမောက်သိပ်ပြနိုင်မှုဘဏ်လဲစူးစမ်းပြင်ဆင်နေပါတယ်ရှင်။ဒီလိုနိုင်ငံရဲ့ချမ်းမအောင်မြင်နေကြတဲ့ Fighter တွေအတူတူတွေ့ဆုံပြီးတော့ညှိနှိုင်းဆောင်ရွက်နေကြတာကတကယ်ကိုကြည်နူးစရာမြင်ကွင်းမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ Joshua Ban အနေနဲ့ပုံမအားရင်ပြေးပြီးတော့စွမ်းဆောင်ရင်ကောင်းနေတဲ့ဂျူလာမယ့်ပြိုင်ပွဲမှာအပြေနှွမ်းနိုင်မယ်လို့ ို့လည်းယုံကြည်မျှော်လင့်မိပါတယ်။ချင်းဖိုင်တာလေးဂျော်ရှူအဘန်တရားအခုတက်ပုံမိုးတဲ့အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ပရိသတ်ကြီးတို့လည်းဂျော်ရှူအဘန်နဲ့အောင်လအန်ဆန်တို့ရဲ့အပေါ်မှာပရိသတ်တို့ရဲ့အမြင့်သဘောထားလေးတွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်နော်။